တရုတ်မြန်မာစီးပွားရေးစင်ကြံလမ်းကြောင်းတလျှောက်မှာရှိတဲ့မဟာဗျူဟာကျတဲ့စီမံကိန်းတွေအစဉ်ပြေချုံးမွေ့စွာအကောင့်ထဲပေါ်ဆောင်နိုင်မှုအတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့နောက်ဆက်ကဥက္ကဋ္ဌကပြောပါရယ်။ဆိုရှယ်ရမနက်ပိုင်းကနေပြည်တော်မှာရှိတဲ့မင်္ဂလာသီရိဟိုတယ်မှာကျင်းပပြုလုပ်တဲ့မြန်မာတရုတ်နိုင်ငံတန်တမန်ဆက်ဆံရေးထူထောင်မှု85နှစ်မြောက်စင်ရတုအထိမ်းအခမ်းအနားကိုတက်ရောက်အမှာစကားပြောကြရမှာ၎င်းကအထပ်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့ရန်ဝန်နဲ့ပိုလန်မှအစီအမံကိန်းနဲ့တရုတ်မြန်မာစီးပွားရေးစင်ကြံအစီအမံကိန်းတွေအကောင့်ထဲပေါ်တဲ့နေရာမှာအရေးပါတဲ့ပထဝီဝင်အနေထားမှာရှိနေကြောင်းဒါကြောင့်ဒီစီမံကိန်းတွေကိုစောင့်လင်စွာအကောင့်ထဲပေါ်ခြင်းအဖြစ်နိုင်ငံပြည်သူတွေအတူတူကအစဉ်စမ်းမပြတ်တာယာဝါပြောဖွံ့ဖြိုးတိုးတက်စေနိုင်မဲ့ခွင့်လန်းပေါင်းများစွာရရှိစေနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းတရုတ်မြန်မာစီးပွားရေးစင်ကြံလမ်းကြောင်းတခြားမှာရှိတဲ့ မဟာဗျူဟာကြားတဲ့အစီအမံကိန်းတွေနဲ့ပိုးပေါင်းဆောင်ရွက်ဖို့ရေအစဉ်ပြေချုံးမွေစွာအကောင့်ထည့်ဖော်နိုင်မှုအတွက်ဆက်လက်ပိုးပေါင်းဆောင်ရွက်သွားကြဖို့လည်းတိုက်တွန်းမှာကြားလို့ကြောင်း၎င်းကပြောပါရယ်တရုတ်နိုင်ငံရဲ့မိမိတို့နိုင်ငံအပေါ်မှာစဉ်ဆက်မပြတ်အပြုသဘောဆောင်တဲ့ထိတွေ့ဆောင်ရွက်မှုစိတ်ကောင်းစေတနာနဲ့အပြည့်ထောက်ခံမှုတွေအတွက်လည်းများစွာတက်မိုးထားကျေးဇူးတင်ရှိတာကိုပြောကြားလို့ကြောင်း မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအနေနဲ့နိုင်ငံတကာမျက်နှာစာမှာရက်တီထောက်ခံပေးလျက်ရှိတဲ့အတွက်လဲကျေးဇူးတင်ကြောင်းမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့မြို့သားပြည်လဲစည်းလုံးညီညွတ်ရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာမြန်မာနိုင်ငံအစိုးရရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအပြေးထောက်ခံပြီးပံ့ပိုးကူညီပေးလျက်ရှိတာကိုလဲကျေးဇူးတင်ကြောင်းအခုလိုတရုတ်နိုင်ငံရဲ့ခိုင်မာတဲ့ရက်တီချက်ဟာမိမိတို့နိုင်ငံအခြားမှာရှိတဲ့နှဆိုင်တဲ့အခြေကြီးရည်နေမှုနဲ့အပြန်လည်နားလည်မှုတွေကိုထင်ရှားလျက်ရှိကြောင်း၎င်းကပြောပါရယ် မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာတရုတ်တနိုင်ငံနဲ့မူဝါဒကိုအခြေခံကြတဲ့မူဝါဒအဖြစ်ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိကြောင်းဒါ့အပြင်တရုတ်ပြည်သူသမ္မတနိုင်ငံကို1982ခုနှစ်ကကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက်လည်းအပြည့်အဝထောက်ခံပေးခဲ့ကြောင်းရှေ့ဆက်ပြီးလဲနိုင်ငံမိဖက်ဆက်ဆံရေးကိုပုံမခိုင်မာစေဖို့နဲ့ဒေသတည်ငြိမ်အေးချမ်းရေးကိုအထောက်အကူဖြစ်စေဖို့အတွက်တရုတ်တနိုင်ငံနဲ့မူဝါဒကိုဆက်လက်ကျင့်သုံးသွားမှာဖြစ်တာကိုထပ်လောင်းအတည်ပြုပြောကြားလိုကြောင်း၎င်းကပြောပါရယ် အခုလိုသမိုင်းဝင်အခါသမယမှာမိမိတို့နိုင်ငံရဲ့ဘုံရည်မှန်းချက်တွေပုံမို့တိုးတက်ဖြစ်ထွန်းလာစေဖို့အတွက်တရုတ်နိုင်ငံနဲ့အတူလက်တွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုထပ်လောင်းအတည်ပြုပြောကြားလိုကြောင်းဒါ့အပြင်နိုင်ငံပြည်သူတွေအတွက်ရည်ရှိတည်ရဲနဲ့ဘုံအကျိုးစီးပွားနဲ့ဒေသရင်းတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာတရုတ်အနာဂတ် အေးတူပေါ်များအတိုင်ဝန်တည်ဆောက်မှုနဲ့တာယာဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကိုမြင့်တင်နိုင်ရေးတို့ကိုဆက်လက်ကြိုးပမ်းအားထုတ်သွားမှာဖြစ်တာကိုပြောကြားလိုကြောင်း၎င်းကပြောပါရယ်မြန်မာနိုင်ငံအနေနဲ့အပြန်အလှန်လေးစားမှုနဲ့ တနိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေရေးမူဝါဒတွေထည့်သွင်းဖော်ပြထားတဲ့အေးတူပေါ်မြအတိုင်အဝန်အတူတကတည်ထောင်ရေးအတွက်တရုတ်နိုင်ငံနဲ့အတူလက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီးတနိုင်ငံပြည်သူတွေရဲ့ဘုံအကျိုးစီးပွားအတွက်ကဏ္ဍဆောင်ပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမှန်နှန်ဆိုင်စေရေးတရုတ်နိုင်ငံနဲ့အတူအနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုထပ်လောင်းအတည်ပြုလိုကြောင်းနာဆာကဥက္ကဋ္ဌကပြောပါရယ်အခုလိုမြန်မာတရုတ်တန်တမန်ဆန်းဆန်ရေးထူထောင်မှု85နှစ်မြောက် စည်ရတုအထိမ်းအမှတ်အခမ်းအနားမှာမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့အကြားဆွေမျိုးပေါက်ဖော်ချစ်ချည်ရင်းနှီးမှုကိုပုံမနန်ဆိုင်စေဖို့နဲ့မဟာဗျူဟာကြားတဲ့ပုံပေါင်းဆောင်ရွက်မှုတွေကနေတဆင့်အေးတူပို့အမြအတိုင်ဝန်ထူထောင်မှုအရှိန်အဟုန်ကိုတွန်းမြင့်သွားမယ်ဆိုတဲ့မြန်မာနိုင်ငံရဲ့ခိုင်မာတဲ့တန်ိမ့်ထံကိုထက်လောင်းအတည်ပြုပြောကြားလိုကြောင်းပြောပါရယ်။အဲ့နောက်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူသမရနိုင်ငံအသံအမတ်ကြီးကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးတရုတ်မြန်မာနှစ်နိုင်ငံယဉ်ကျေးမှုအကအလှတွေ ေးသချင်းတွေနဲ့ကပြတယုတ်ဖို့တင်ဆက်ပြသမှုတွေနဲ့မြန်မာတရုတ်နိုင်ငံဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖြစ်ပေါ်တိုးတက်မှုတမိုင်းကြောင်းမှတ်တမ်းဗီဒီယိုဖိုင်ကိုကြည့်ရှုခဲ့တယ်လို့သိရပါဗျာ။